ဖြစ်ပေါ်သွားပြီးဖြစ်ပေါ်နေစေပြဿနာများအပေါ်မှာဘုန်းကြီးတို့အမြင်ရပြောရမယ်ဆိုရင်နှစ်ဖက်အားလုံးမားနေကြတယ်လို့ပဲပြောချင်တယ်အချို့အားဖြင့်နှစ်ဖက်တစ်လုံးဘာသာရေးရှုထောင့်ကပဲကြည့်ကြည့်အဲနှစ်ဖက်လူမှုရေးရှုထောင့်ကပဲကြည့်ကြည့်ဘယ်ဘက်ကပဲကြည့်ကြည့်မားနေတယ်လို့ပဲဘုန်းကြီးတို့အယူဆရပြောချင်တယ်လူထုဘာသာရေးအခြေအနေဇိုးများအထိဥတီရွေလျားသွားကြတာကိုတွေ့ရတယ် ဲ့ဒီအခြေအနေဆိုးတွေကိုဟုတ်ပြီမှန်ပြီဆိုပြီးတော့ဆက်လက်ဆုတ်ကင်ထားကြမယ်ဆက်ပြီးတော့တွန်းကြမယ်တိုက်ကြမယ်ဆိုရင်အဖြေရလက်ကဘာထွက်လာမလဲအစိုးနှစ်ခုပေါင်းရင် အကောင့်တစ်ခုဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူးအကောင့်တစ်ခုအကောင့်နှစ်ခုဆိုတာအဖြေထွက်လာမှာမဟုတ်ပါဘူးမြန်မာနိုင်ငံသားတိုင်းမျှော်လင့်စောင့်စားနေတဲ့အဲ့ဒီခင်မီဖွံ့ဖြိုးတိုးတက်တဲ့မြန်မာနိုင်ငံတော်ကြီးဟာလည်းပဲအရှိန်အဟုန်နှေးကွေးသွားမယ် အဲ့လိုပြဿနာတွေကြောင့်အချိန်ကုန်နှေးကွေးသွားရင်ဘယ်သူတွေခံစားရမှာလဲဘယ်သူတွေနစ်နာမှာလဲတို့တို့မြန်မာနိုင်ငံသားတွေပဲနစ်နာစရာ ရှိရင်နစ်နာမှာပေါ့အဲ့တော့ဒီလိုအခြေအနေကောင်းမျိုးတွေဖြစ်ပေါ်လာရလျောဘယ်သူတွေဘလောက်တိုင်းကြာအထိပိတ်ဆက်ခဲ့ကြရတယ်ဆိုတာခွန်ကြီးတို့ပြောစရာတောင်မလိုတော့ပါဘူးတိုင်စားတော့မှာပေါ့ပြောချင်တာကတော့အဲ့တော့ ပြောချင်တာကတော့ဒိုင်စားသွားရင်မီအေးနှခါနာဆိုတဲ့စကားတော့ရှိတယ်။ဘုန်းကြီးတို့တိုင်းပြည်မှာကျတော့မီအေးသုံးခါနာသွားလိမ့်မယ်။အဲ့တော့ဘုန်းကြီးတို့ပြောချင်တယ်တော်ကြပါတော့တန်ကြပါတော့အဲ့လိုပဲအနုညွတ်မေတ္တာရက်ခံပြီးတော့တောင်းပန်ခြင်းပါပဲ။